အိန္ဒိယလေယာဉ်ပျက်ကျမှုသေဆုံးသူ290ကျော်ထိရှိလာအိန္ဒိယနိုင်ငံကလေယာဉ်ပျက်ကျမှုကို လူတိုင်းနည်းနည်းသိထားပေးကြပါပြီလေယာဉ်ကစဲရောင်တစ်ခုရှိအဆောင်မတို့ပျက်ကျခဲ့တာကြောင့်လေယာဉ်မော်တွင်ပါသွားသူ240ကျော်နဲ့အဆောင်နဲ့ကျောင်းသား90ကျော်စုစုပေါင်းသေဆုံးသူ290ထက်မနည်းရှိလာကြောင်းသိရပါတယ်အဆိုပါဘိုးရင်787 Dreamliner လေယာဉ်ဟာဒေတာဆန်တော်ချိန်မောင်းလွဲ တနာရီ38မိနစ်ချိန်ကလေစိတ်မှပြန်တက်သွားခဲ့ပြီအမြင့်625ပဲရောက်မှပြတ်ကျခဲ့တာဖြစ်ကြောင်းလေချောင်းခြေရာခံစနစ်ကဖော်ပြထားပါတယ်လေရင်ပြတ်ကျသွားခဲ့တဲ့ BJ Medical College in Hospital အဆောက်အဝင်းအတွင်မှဆေးဘက်ဆိုင်ရာဝန်ထမ်းများနဲ့ကျောင်းသားများတဲခိုရာအဆောင်ပျက်စီးသွားခဲ့ပါတယ်သေဆုံးသူများဟာခီးတယ်များဆေးရုံတွင်နေထိုင်သူများနဲ့ဒေသခံအရက်သားများဖြစ်ကြရလို့သိရပါတယ် အောက်အိန္ဒိယအမေရိကန်အဆိုစီယေးရှင်းအဖွဲ့ချုပ်ကကျောင်းသား60အထိဒဏ်ရာရရှိခဲ့ပြီးအနေနာရှိဆေးရုံများသို့ပို့ဆောင်ခဲ့ရကြောင်းထုတ်ပြန်ထားပါတယ်။ဒေမော်တွင်ပါရှိသူ242ဦးနဲ့241ဦးသေဆုံးခဲ့ပြီးတဦးရဲသောအသက်ရှင်ကျန်ရသူမှာအိန္ဒိယနယ်ပါဗြိတိရှနိုင်ငံသားဖြစ်ကြောင်းသိရပါတယ်။အသက်40အရွယ်ရှိပြီးအိမ်ထောင်သူတဦးဖြစ်ကသားတဦးလည်းရှိကြောင်းသိရပါတယ်။သူကတော့ လေရင်ပြတ်ကျချိန်မှာလေရင်ရဲ့အရေးပေါ်ထပ်ပေါက်ကနေခုန်ချခဲ့လို့အသက်ရှင်ကျန်ရတာပဲဖြစ်ပါတယ်။အိန္ဒိယအစိုးရကလေရင်ပြတ်ကျရသည့်အကြောင်းရင်းအားစုံစမ်းစစ်ဆေးမှုတွင်ဥဆောင်မည်ဖြစ်ပြီးအမေရိကန်အမျိုးသားပို့ဆောင်ပေကင်ရေးအဖွဲ့နဲ့ဗြိတိန်နိုင်ငံရဲ့လေရင်မတော်တဆစုံစမ်းစစ်ဆေးရေးဌာနတို့ကလည်းပါဝင်ကူညီသွားမယ်လို့သိရပါတယ်။ဘောရင်းလေရင်ကုမ္ပဏီကလည်းစုံစမ်းစစ်ဆေးမှုမှာ အပြေးဝပူပေါင်းဆောင်ရွက်မယ်လို့ပြောထားပါတယ်။အဲအိန္ဒိယလေကြောင်းလိုင်းရဲ့မိခင်ကုမ္ပဏီဖြစ်သောတာတာဂရုကတည်ဆောင်းသူတဦးလျင်ရူပီတကရေအမေရိကန်ဒေါ်လာ33,000ခန့်ရောကျေးပေးမယ်လို့သိရပါတယ်။လက်ရှိငွေလဲနှုန်းများအရရင်းပမာဏဟာအနည်းဆက်ဆုံးအိန္ဒိယရူပီ1.8ကလေးခန့်နဲ့ညီမျှပြီးတည်ဆောင်းသူ၏အရင်းနှီးဆုံးဆွေမျိုးများအားပေးအပ်ရမှာဖြစ်ပါတယ်။ လေရင်ဘာကြောင့်ပြတ်ကျတာလဲဘောရင်787 Dreamliner တွေကတုံးလာတာ15နှစ်လောက်ရှိပြီအတော်ကောင်းတယ်သူ့မှာပါတဲ့လက်သေးရန်ဘက်ထရီတွေမီးလောင်မှုလို့ဒီဇိုင်းပြန်ဆွဲတာကလွဲရင်ပြဿနာကြီးကြီးမားမားမရှိခဲ့ဘူးပုံမှန်စားဘက်လောက်သွားရင်နှစ်30လောက်တုံးလို့ရတယ်တဲ့ US ဘောရင်787နဲ့ပြိုင်ဘက်ဆိုရင်ဥရောပက FS A350 ရှိမယ် လေချောင်းလိုင်းတွေကတော့ Boring 787ပဲရွေးဝယ်ကြတာများလေစီစားတတလို့တဲ့နှစ်ချုံနဲ့တွက်လိုက်ရင် စီဘိုးကဒေါ်လာတန်းနဲ့ချီပြီးတက်တာတဲ့အခုအဲ့အိမ်နေရာကဖြစ်စဉ်ကိုကျွမ်းကျင်သူတွေကမှန်းဆထားတာသုံးမျိုးရှိတယ်တစ်ကဝင်းဖလက်တွေ အလုံးမလုံးတာလည်းဖြစ်နိုင်တယ်တဲ့ပြန်တက်သွားတဲ့ movie clip ကိုကြည့်ရတာဖလက်တွေအလုံးလုံးတာမတွေ့ရဘူးတဲ့နှစ်ကတော့ အင်ဂျင်ပြတ်တာဖြစ်နိုင်တယ်တဲ့7 8 7တွေကအင်ဂျင်တစ်လုံးပြတ်ရင်ကြံတဲ့အင်ဂျင်တစ်လုံးနဲ့မောင်းလို့ရတယ်အခုကနှစ်ခုလုံးပြတ်သွားတဲ့ပုံပဲအင်ဂျင်တစ်ခုလုံးပြတ်တာမှဖြစ်နိုင်ရင်အင်ဂျင်ကွန်ထရိုးပိုင်းပြတ်တာဖြစ်နိုင်တယ်နံပါတ်3ချက်ကတော့ငှက်အုပ်ကိုဝင်တိုက်တာဖြစ်နိုင်တယ်တဲ့အဲ့ဒီနားမှာငှက်အုပ်တွေမကြာခဏတွေ့ရတယ်ပြောတယ်ထူးခြားတာတစ်ခုရှိတယ်အခု UF ဘောရင်787မှာဂျက်အင်ဂျင်နှမျိုးသုံးရတယ်။တစ်မျိုးက US ကထုတ်တဲ့ဂျက်အင်ဂျင်။နောက်တစ်မျိုးကဗြိတိန်ကထုတ်တဲ့ဂျက်အင်ဂျင်။အခုပြတ်ကျသွားတဲ့ Air India 787မှာ US ကထုတ်တဲ့ဂျက်အင်ဂျင်ကိုသုံးထားတယ်လို့သိရပါဗျ။